ရိုက်အလှူတော်ဓမ္မဒါနတရားအလှူတော်ဓမ္မသဘင်ကိုယခုမေတ္တာအာသီသမေတ္တာပဒနာနဲ့စတင်ဖွင့်လှစ်ပါပြီဓမ္မသဘင်ပွဲတော်ရောက်ရှိလာကြကုန်သော တရားချက်ခင်သူတော်စင်ပေါင်းတို့နှင့်တကွ32ဘုံအရ10မြင့်နာအနန္တစัจ java လာ၌ရှိကြကုန်သော အနန္တသတ္တဝါတွေဘေးရခတ်သိမ့်ကင်းကြပါစေဆေခတ်သိမ့်ကင်းကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကိုယ်စိတ်နှပါချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဘိတာဓာတ်တွေဖြန့်ဝေပြီးတော့ဓမ္မသဘေကိုစတင်ဖွင့်လှစ်ပါပြီဓမ္မသဘေစတင်ဖွင့်လှစ်ပြီးဆိုတော့ဘုန်းကြီးတို့ရဲ့နိုင်မှာခန္ဓာကြီးခွဲဖို့2မိနစ်လောက်အလိုမှာရောက်နေဓမ္မိကဓမ္မယုံရဲ့တရားပွဲကခရမ်းဆိုဟိုးဆောင်တဲ့တကတကຫນွေဥပေါက် တကတကမိုးဥကြမှာကိုတော့ဝါရင်းကြီးဘုန်းကြီးတို့ဟလားဝါမကြွတ်တကြွတ်မှာလာဟောသူတို့စောစောကတိပုံမရဘူးဘုန်းကြီးကဝါဆိုတဲ့ဟာဒီရကုန်ရောက်တာနောက်ကြမှာသူတို့နေပါပါတိသွားအဲဒါကြောင့်ရကုန်ရောက်နေတော့အပြင်းပြေလေးဟောသေးတာပေါ့ဆိုပြီးတော့ဘုန်းကြီးတို့တရားပွဲလေးတွေပြီးလဲတော့ဒါမနေ့ပိုင်းကအဲ့ဒါတကောအတက်တန်းเจ้าမှာဘုန်းကြီးတို့ ကျောင်းသူကျောင်းသားတွေအဲဒါခလေးတရားပွဲပေါ့လေနော်ခုတော့ညနေခင်းကာလဓမ္မိကဓမ္မယုံမှာမပြောမှာဒါလည်းခလေးတရားပွဲထားပါတော့တကြလူသားကြီးတာခလေးလူဖြစ်အဲလိုရှိဘုန်းကြီးရဲ့မိတ်ဆွေကြီးနော်အိန္ဒိယဟိုဘင်္ဂါလီဘုန်းကြီးကြီးတွေပါသေသွားပြီဘုန်းကြီးမဟုတ်ဘူးအနာဂါရိက အရာမထောင်မင်းနဲ့လူပြိုကြီးဖြစ်နေနေသွားတာ88နှစ်မှာကွဲလွန်တယ်အနာဂါရီကမုဏိန္ဒရာကြီးဆိုကလကတန်းနဲ့ဘုရကရာမာဘောဓိအသင်းတွေမှာအမြဲတမ်းတရားဟောနေတာဘဝယူမှာ၃နှစ်လောက်နေပြီးတော့မာစီစတော်ကြီးချိန်မှာတရားအထုတ်သွားတယ်သူနဲ့ဘုန်းကြီးနှင်းမြစွာတဲ့ကခင်းတယ် ရန်ကအင်္ဂလန်မှာသူတွေ့ရတယ်ရန်ကအမေရိကမှာတွေ့တယ်တရားကြီးလျှောက်ခေါ်လာနောက်ဆုံးအချိန်တွေ့လိုက်တော့ဟိုဣကပူရီကဆရာကြီးကိုအင်္ဂါရဲ့ရိဒ္ဓါမှာသွားတွေ့ဘုန်းကြီးကလည်းအဲ့ဒီရိဒ္ဓါမှာနေနေတာ90နဲ့2ခုနှစ်က3လလောက်နေနေတာအခန်းချင်းကန့်နေတယ်သူအခန်းကအခန်း7ဘုန်းကြီးခန်းက73ဘုန်းကြီးခန်းက71 ဲ့ဒါသတင်းကျွတ်လို့တရားသိန်းတော်မှာတွေ့တာဘေကျင်းရှင်းနေပြန်မတွေ့အဲ့တော့ဘယ်လိုနေကြလဲဆိုတာမှန်ကြည့်ပေါ့လေဘယ်လောက်လုံးလုံးနေကြတယ်ဆိုတာမှန်ကြည့်ပေါ့ဒါကတော့ကြွားတာတော့မဟုတ်ဘုရားတို့ပရိသတ်ဆိုဒီကရဲကမ္မတန်ပြတဲ့ဆရာအလစ်ချောင်းပြီးတော့ကြိုးစားစကားပြောတာသူတို့ဘုရားတို့တော်ရွေးနေတာအနားမှာအင်ချာ့ချ်လည်းမရှိဘူးเนาะပြောလည်းမပြောဘူး ဝါကျွတ်တော်မှာခန္ဓာတစ်ခုမှာဆုံးတော့ဟာမုနိန္ဒရာကြီးမင်းနေကောင်းလားဆိုတော့နေကောင်းပါတယ်မင်းကအသက်ဘယ်လောက်ရှိပလဲဆိုတော့88နှစ်တဲ့88 years ဆိုပြီးတော့သူကဒါလေးရပ်ပြီးတော့ဘုန်းကြီးကြည့်ပြီးတော့ပြုံးနေတယ်ဘုန်းကြီးကလည်းသူ့ကိုနောက်နောက်ကြောင်ကြောင်လေးတွေပြောတတ်တာကိုရန်ခါ ငါသိပါတယ်ကွာလို့မင်းဘာပြောမယ်ဆိုတာ88ရည်ရံဆိုပြီးတော့မင်းအိုးလို့မပြောနဲ့ရမ်းလို့ပြောမယ်မို့လားလို့ဆိုတော့ဟုတ်ပါတယ်88ရည်ရစရမ်းတယ်သူကနော် physically is very old but mentally is very young တဲ့သူကယုတ်ကတော့ OB ပေါ့ဗျာတဲ့စိတ်ကတော့နုပြူလန်းဆန်းတုံးပါပဲတဲ့သူကဒီလိုပြောတယ် ဲ့တော့ဘုန်းကြီးတို့ကတော့တရားဆက်ဆွေးနွေးကြတာနုပြောလန်းစင်းနေဆိုတာတဏှာတွေနဲ့လောဘတွေဒေါသတွေနဲ့မင်းစိတ်ကနုပြူနေတာလားသောမဟုတ်ကိလေသာတွေនិဝရဏတွေကင်းပြီးတော့ကြည်လင်လန်းစင်းနေလို့နုပြူတယ်ပြောတာလားလို့ဆိုတော့သူကဘုတ်တယ်သူကနှစ်ခုစလုံးပဲတဲ့ဒါလို့ပြောတယ်အဲ့တော့ဘုန်းကြီးပြောတယ်နှစ်ခုဆိုရင်တော့ငါမယုံဘူးလို့တစ်ခုပဲပြရမယ်လို့ သူဘာဆက်မပြောတော့အဲ့တော့သူပြောတာလေးကိုအမှတ်ရတယ်နော်အသက်သာကြီးတာစိတ်ကခလေးအဲ့ဒါကြောင့်ဓမိကဓမ္မယုံမှာညံ့နေခင်းတာခလေးတရားပွဲဆိုစိတ်မဆိုးကြနဲ့ဒါပဲသဗ္ဗလောကပစ္စလိတောသဗ္ဗလောကအာဒီပိတော သဘောလောကဘဒုပိတောသဘောလောကပကံပိတောသကားလေးလုံးသဘောလောကလောကကြီးတစ်ခုလုံးသည်ပိစလီတောတောမီလိုတဟုံဟုံလောင်ကျွမ်းနေတယ်တလောကလုံးမှာလောင်ကျွမ်းနေတယ်တဲ့ဘိဒာယေလောကတစ်ခုလုံးဘာဖြစ်လဲ လောင်နေတယ်နောက်တစ်လုံးလည်းပဲသဘောလောကအာဓိပိတောသဘောလောကလောကကြီးတစ်ခုလုံးမှာအာဓိပိတော လောင်နေတယ်ပဒီပိတောလည်းလောင်တာပဲအာဓိပိတောလည်းလောင်တာဒီပါဠိဘုတ်နှစ်ပုဒ်ဟာစလုံးတော်မတူဘူးသံမန်ဘာသာပြန်ရင် လောင်နေတယ် သောတာလည်းပဲဓဂတာနဲ့ဒီကနဲ့အဖွဲကိုအသေးချာကြီးတော့ပြိဋ္ဌာရှင်လောင်ပုံချင်းမတူတော်ကြီးကိုနှွေးခေါင်ကောင်လေးတွေပြင်းပြင်းတဲလို့ပြီးလောင်ရင်ဟုံ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 တောက်တယ်နော်ဖွဲဘုံကိုလောင်တဲ့အခါကျတော့တဟုံဟုံနဲ့မီးတောက်တွေထွက်သေးလားထဲလိုက်လောင်တာအဲ့တော့ဘဒူပြီးတော့အဲ <laughs> sorry <laughs> အာဒီမိတောကဖွဲမီလို့အထဲမှာလှိုက်လိုက်လဲလဲလောင်နေတာပေစလီတောကတောမီလို့တဟုံးဟုံးတောက်ရတာ uncontrollable situation ဖြစ်တယ်သူကထိမ့်လို့မရတော့ဘူးအပြင်ဘက်လောင်သွားတာအထဲမှာလှိုက်လဲလဲလဲလောင်ရင်တော့အုပ်ထားလို့ရသေးတယ်ထိမ့်ထားလို့ရသေးတယ်ဖွဲမီဆိုတာကအဲ့တော့ပြိဿရဲ့လောင်ပုံဘယ်နှမျိုးဖြစ် အိစတာနဲ့ဘန်းနဲ့အင်တာနက်ဘန်းနဲ့ပေါ့အဲ့ဒါကိုပြောတာဘာဘလကလောကကြီးတစ်ခုလုံးသည်ပေဇလီတော်တော်မီလို့တပြုံပြုံနဲ့တဟုံဟုံနဲ့လောင်ကျွမ်းနေတယ်တသမတော်ကြောင့်အပေဇလီတန်တောက်လောင်ခြင်း မရှိတဲ့ဧကန္တသန္တေတကယ်စင်စေငြိမ့်ချမ်းနေတဲ့ အပိစလီတေတောင်းလောင်ခြင်းမရှိတဲ့ဧကန္တသံတေတကစင်စည်ငိမ့်ချမ်းနေတဲ့နိဗ္ဗာန်နေနိဗ္ဗာန်၌မေရှင်ငါရဲ့စိတ်သည်ရမတိမွလျောနှိချိုက်ပျော်ပိုက်တယ်လို့ဥပဇာလာဓိရိဘေကုဏီဥပဇာလာဓိရိဆိုရဲဘေကုဏီကမာရံပပိမန္တံယုံမစွာသောမာနကောအဝောဇကရုဏာရှိထား မေတ္တာအားဖြင့်မိန်ကြတော်မူခဲ့ပါပေသတည်းပရိသတ်ရေလောကကြီးတစ်ခုလုံးမှာတော်မီလို့တဲ့တဟုံဟုံလောင်နေတယ်အဲဒါကြောင့်ငါစိတ်ကဘယ်မှာထားတယ်လဲဆိုလောင်နေအထဲမှာမထား